ဖက်ဒရယ်ဆန်ဒေါ်လာရှင်များမင်္ဂလာပါသတင်းတူးသတင်းမတွေကိုစစ်စစ်ပြီးအပတ်စဉ်တင်ဆက်နေတဲ့အပွေးမြင်ပီတီတွေးစင်ချင်းတဲ့မှာတည်စီစီကနေပြန်ပြီးတော့ကြိုဆိုပါရယ်ကျွန်တော်တော့ဆလာပွဲပါဒီနေ့စစ်စစ်တင်ဆက်ပေးချင်တဲ့တည်ရမှာအကြောင်းအရာကတော့ပြီးခဲ့တဲ့အော်တိုဘလာကိုရင်းနေ့မှာ MyWay Telegram Channel ကဖြတ်ချခဲ့တဲ့ Minter မြို့နယ်ရှိ AAS ခန်းကိုလေကြောင်းကနေတိုက်ခိုက်ဆိုတဲ့တည်ရမှာအကြောင်းအရာဖြစ်ပါရယ် အဲ့ဒီသတင်းအမှားကြားရဖို့ MyWay Telegram Channel ကစတင်ဖြန့်ချိခဲ့ပြီးပြီးခဲ့တဲ့အောက်တိုဘာလ9ရက်ကနေဒီကနေ့အောက်တိုဘာလ12ရက်နေ့ထိဝေရောက်ကြည့်ရှုသူ3000ကျော်ရှိနေပြီးပြည်내မှုများနေပါတယ်လွတ်လပ်တဲ့မီဒီယာသတင်းဌာနတစ်ခုဖြစ်တဲ့ TVB သတင်းဌာနမှာတော့ ချင်းကောက်ွယ်ရေးတပ်ဖွဲ့တွေထိတ်ချုပ်ထားတဲ့ချစ်ပြည်နယ်မေတ္တမြို့နယ်ကစာတင်ကြောင်းတွေကိုစစ်ကောက်စီတပ်ကလေကြောင်းကနေပုတ်ကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောက်တာတရောင်းနဲ့စိတ်ကြမ်းမရေးမကောက်သူတရားအပါအဝင်၄ယောက်တည်ဆုံခဲ့ပြီးလူ၂၀ကျော်တန်ရရှိခဲ့တယ်လို့မေတ္တမြို့ခါတွေကပြောကြောင်းအော်တိုဘာလ၈ရက်ည9နာရီဝန်းကျင်မှာတရဦးလီစိတ်ကတက်လာတဲ့ Jet Fighter နဲ့စီးနဲ့မေတ္တမြို့နယ်ထင်းချောက်ရွာကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အာစီဖျားကြောင်းထက်ရှိစစ်ရှောက်စခန်းကစတင်ကြခုပုတ်ကျခဲ့တဲ့အတွက်ခြေရန်ကြောက်တာတောက်ရနဲ့စိတ်ကြမ်းမာရေးမကောက်တဲ့အမျိုးသမီးတယောက်တိဆောက်ခဲ့တဲ့ပြင်ဝမ်မတ်တူရွာစတင်ကြလဲပျက်စီးခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်လူလာတဲ့စင်လင်းမီဒီယာသတင်းဌာနမှာတော့ချင်းပြည်နယ်တောက်ပိုင်းမင်းတက်မြို့နယ်တွင်ရှိစာတင်ကြောင်းနောက်ကြောင့်အော်တိုဘာလ10ရက်ခုနှစ်နိုင်ဝန်းကျင်မှာစစ်ကောက်စီလေကြောင်းတိုက်ခိုက်မှုကြောင့်မတ်တန်စွာတဲ့အမျိုးသမီးတအူးအပါဝင်ကြောက်တာတော့ဦးတိဆောက်ခဲ့ပြီး တရားတူ12ဦးကျင်ရှိရလို့ဒေတာခံတွေထံကသိရတဲ့အကြောင်းဖျားကြအဆောက်ဦးကမိလောက်ပျက်စီးသွားပြီးတရားရတဲ့ကြောက်သူကြောက်သားတွေထဲမှာလည်းအသက်အရွယ်စိုးရင်ရတဲ့သူတွေရှိနေကြောင်းနဲ့စီကောက်စီတပ်ဖွဲ့တွေကစာတင်ကြောက်တွေကိုအခုလိုပြစ်မှတ်ထားတိုက်ခတ်လာတာကြောင့်ခရူးဆိုင်ဖို့လိုအပ်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။သတင်းမီဒီယာတွေရဲ့ဖော်ပြခြင်းနဲ့ဒေတာခံတွေရဲ့ဖြေဆိုချက်အရမီတာမြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတာဟာ AAS ခံမဟုတ်ပဲစာတင်ကြောင်းတွေတာဖြစ်ပြီးတော့ထိခိုက်သေးဆုံးသူတွေဟာလည်းကြောက်တာတအုပ်နဲ့မှတ်သက်စွာအမျိုးသမီးတအုပ်ဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့် Sikorsi Wadapet Telegram Channel မှာပြန်နှံ့နေတဲ့မိတက်မျိုးနဲ့ရှိ AAS ခံကိုလေကြောင်းပန်းနဲ့တက်ခိုင်းဆိုတာဟာ Sikomshin တက်တွေရဲ့လောက်ရတွေကိုဖောက်ွက်လိုတဲ့ရည်ရွယ်ချက်နဲ့အခြေကပ်ဖြတ်ကြည့်ခဲ့တဲ့တရေအမှဖြစ်ကြောက်တွေ့ရှိရပါတယ်။ စီကွန်ရှိတက်ဟာလည်းလေကြောင်းတက်ခတ်ခဲ့ပြီးတဲ့အချိန်တိုင်းမှာလည်းထိခိုက်တိစောက်တူတွေဟာဒေတာခတ်တွေမဟုတ်ပဲတော်လိုင်းတက်ဖွဲ့ဝင်နေတာဖြစ်ကြောင်းစွပ်စွဲဖြစ်ချီထားတဲ့တည်င်းတွေလည်းများစွာတွေ့ရပါတယ်။တော်ရရှိတွေအနေနဲ့လည်းလှုပ်လက်ပြီးအမိခုန်ကင်းတဲ့မီဒီယာတွေမှာဖော်ပြထားတဲ့တည်င်းတွေမဟုတ်ပဲအခြားတည်င်းတွေကိုအလွယ်တကူမြုပ်ချဖို့နဲ့တည်တည်ချာချာစစ်စစ်ပြီးမှယုံကြဖို့အတွက်ကျွန်တော်ရဲ့အပွေးမြေအပင်တီးတွေးစစ်ချင်တဲ့အမှန်တည်းအစီအစဉ်ကနေတိုက်တွန်းချင်ပါတယ်။ နောက်တစ်ပတ်မှလည်းဘယ်လိုသတင်းတုသတင်းမာတွေကိုစစ်စစ်ပြီးသင်ဆက်ပေးမလဲဆိုတာစောင့်မျှော်နားဆင်ပေးကြခိုးတိုက်တုံးရင်းနဲ့ဒီစီစဉ်ကနေနှုတ်ဆက်လိုက်ပါရခင်ဗျာ